မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းနီးမြန်မာသားဖန်နီးနဲ့စကားပြောဆိုနီးလေးတွေအပြင်အတန်းစင်အလိုက်မြန်မာသားဖတ်စာလေးတွေကိုပါသင်ကြားပေးနေတာဖြစ်ပါလိမ့်ရှင်ဒီနေ့တော့နဝမတန်းမြန်မာသားဖတ်စာမှာပါဝင်တဲ့မြန်မာတရာအခန်းခဏလေးတွေတဲကနေပြီးတော့ယင်း ကရိယာပစ္စည်းတွေအကြောင်းတွေကကြံခဲ့တဲ့အငင်းပြပစ္စည်းနဲ့ဝက်ကြနောက်လိုက်ပစ္စည်းဆိုတဲ့ပစ္စည်းလေးနှစ်ခုအကြောင်းကိုဆက်လက်ပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်။အငင်းပြပစ္စည်းဆိုတာကဘာလဲဆိုတော့ကရိယာရဲ့မူလအ낵ကိုစန့်ကျင်ဘက်အ낵ဖြစ်အောင်ပြောင်းလဲတဲ့နေရာမှာအသုံးပြုတဲ့နောက်ဆက်ကိုအငင်းပြပစ္စည်းနောက်ဆက်လို့ခေါ်တယ်။အငင်းပြပစ္စည်းနောက်ဆက်ဆိုတာကရိယာရဲ့ရှေ့မှာထားပြီးတော့ သုံးလေးရှိတဲ့မဆိုတဲ့နောက်ဆက်နဲ့နော်မဘူးဆိုတဲ့နောက်ဆက်တို့ဖြစ်တယ်နော်နောက်ဆက်တို့ကိုအငင်းပြပစ္စည်းနောက်ဆက်လို့ခေါ်တယ်ဒါဆိုရင်မနောက်ဆက်နဲ့အငင်းဝကြကို ရေးရရေးတဲ့နေရာမှာနော်စီလီတခြားစီလီော်တဲ့နောက်ဆက်တစ်ခုခုကိုလည်းကရိယာရဲ့နောက်မှာထားပြီးတော့သုံးလေးရှိတယ်ကဲဒါဆိုရင်တာတကအနေနဲ့ကြည့်ရအောင် ပညာလိုတော့မပြင်းနဲ့တဲ့။နော်ဒါကတော့မနောက်ဆက်ကိုရေးထားတာဖြစ်ပါတယ်။ပညာလိုတော့မပြင်းနဲ့။ကဲနောက်တစ်ခုကြည့်အောင်အချိန်ကိုအလဟတာမဖြုံးရဘူး။နော်ဒါကမဘူးဆိုတဲ့နော်နောက်ဆက်ကိုရေးထားတာဖြစ်ပါတယ်။ အချိန်ကို အလဟတ္တာမပြုံးရဘူးအဘောကနောက်ဆက်ကတော့ပညာလိုတော့မပြင်းနှင့်ဒါကတော့မနောက်ဆက်ဖြစ်ပြီးတော့နောက်အောက်ကနောက်ဆက်ကတော့အချိန်ကို အလဟတ္တာမပြုံးရဘူးနော်မနဲ့ဘူးမဘူးနော်အရှိအဟာတော့မနောက်ဆက်အောက်ကဟာတော့မဘူးဒါကဘာလဲဆိုတော့အငင်းပြပစ္စည်းနောက်ဆက်ကို နောတာရကလေးအနေနဲ့ရေးပြခဲ့တာဖြစ်ပါတယ်ကဲဒါဆိုရင်ဝဲကြနောက်လိုက်ပစ္စည်းဆိုတဲ့နောက်ထပ်ပစ္စည်းလေးတစ်ခုကိုကြည့်ရအောင်နော်ဝဲကြရဲ့အဆုံးမှာ၃လရှိတဲ့ကရိယာဝိပတ်နော်ကရိယာဝိပတ်မဟုတ်တဲ့နောက်ဆက်ကိုဝဲကြနောက်လက်ဝဲကြနောက်ဝဲကြနောက်လိုက်ပစ္စည်းနောက်ဆက်လို့ခေါ်တာဖြစ်ပါတယ် ဝက်ကြနောက်လိုက်ပစ္စည်းနောက်ဆက်ဆိုတော့နောက်နောက်ဆက်ကလေးတွေကဘာတွေလဲဆိုတော့အခါကြတော့ကွာကွဲနော်ပါပေါဗျာရှင်လေလို့ပေါ့ဗျာပေါ့လေလေကွဲဆိုတော့နော်စကလုံးနေဖြစ်ပါတယ်ဒါတွေကတိထားမယ်စကလုံးနေပါတေးသေးချာချာလေးနော်မှတ်ထားမယ်စကလုံးနေဖြစ်ပါတယ်ဝက်ကြနောက်လိုက်ပစ္စည်း နော်ဝကြနောက်လိုက်ပစ္စည်းဝကြရဲ့အဆုံးမှာ၃လေးရှိပြီးတော့ကရိယာဝိပတ်မဟုတ်တဲ့နောက်ဆက်ကိုဝကြနောက်လိုက်ပစ္စည်းနောက်ဆက်လို့ခေါ်ပါတယ်အဲ့ဒါတွေကဘာတွေလဲဆိုတဲ့အခါကြတော့နော်ကွာကွယ်နော်ပါပေါ့ပြာရှင်လေလို့ပေါ့ပြာပေါ့လေလေကွယ်ဆိုတဲ့စကားလုံးတွေဖြစ်ပါတယ်ကဲဒါဆိုရင်တာရကလေးအနေနဲ့ကြည့်ရအောင် စာမေးပွဲနီးလာပြီနော်တဲ့ကဲဒါတော့နော်ဆိုတဲ့စကားလုံးလေးကိုတုံထတာဖြစ်ပါတယ်စာမေးပွဲနီးလာပြီနော်ကဲဒါဆိုရင်နောက်ထပ်တစ်ခုကိုကြည့်အောင်ကျွန်တော်တက်နိုင်သည်မြကုညီတာပါဒါပါတဲ့စကလုံးเนาะဝက်ကြရဲ့အဆုံးလေးတွေမှာသုံးတာเนาะဒါဝက်ကြရဲ့နောက်ဆုံးလေးတွေမှာသုံးသွားတာ နော်ပထမစာကြောင်းဟာစာမေးပွဲနီးလာပြီနော်နောက်တစ်ခုဟာကျွန်တော်တက်နိုင်သမျှကုညီတာပါကဲဒါဆိုရင်နောက်တစ်ခုကြည့်အောင်ယထာမီအောင်မြန်မြန်သွားကြမယ်လေကွယ်လေကွယ်ဆိုတဲ့စကားလုံးလေးကိုဒီမှာသုံးသွားတာနော်ယထာမီအောင်မြန်မြန်သွားကြမယ်လေကွယ် ကဲတရားဒီနေရာမှာနောတို့ပါတို့လေးခွဲတို့ဆိုတာတော့ဝကြနောက်လိုက်ပြင်စီနောက်ဆက်ကလေးတွေရဲ့သုံးနည်းလေးကို တချို့တာရကလေးအနေနဲ့သုံးပြပေးသွားတာဖြစ်ပါတယ်အဲဒီနေ့သင်ပေးခဲ့တာကတော့နဝမတန်းမြန်မာသာဖတ်စာမြန်မာတရားမှာပါဝင်တဲ့ နော်ပစ္စည်းလေးတွေရဲ့အကြောင်းတွေကနေပြီးတော့ယင် ကရိယာပစ္စည်းတွေရဲ့အကြောင်းကကြံခဲ့တဲ့အငင်းပြပစ္စည်းနဲ့ဝက်ကြနောက်လိုက် ပစ္စည်းဆိုတဲ့ပစ္စည်းလေးနှစ်ခုအကြောင်းကိုဆက်လက်ပြီးတော့သင်ပြပေးသွားတာဖြစ်ပါတယ်နားလည်နိုင်မယ်လို့ထင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်